မိတ်ဆွေတို့လူဖွဲ့စည်းတွေဘာကြောင့်ကွဲပြားခြားလာကြတာလဲလူတွေရဲ့အတွေ့အမြင်နဲ့အပြုမူတွေကိုဘာတွေကလွှမ်းမိုးထားတာလဲလူဘဝရဲ့နည်းနည်းတဲ့အတိတ်တွေကို ရှာဖွေဖို့စိတ်ဝင်စားပါသလားဒီဗီဒီယိုမှာဒေါက်ကလက်ကင်ရေးရေးသားတဲ့လိန်လူတတ်မှုနဲ့ဘဝရဲ့အတိတ်ပဲဆိုတဲ့စာအုပ်ကိုမျှဝေပေးသွားမှာပါဒေါက်ကလက်ကင်ရေးဆိုတာလူတွေရဲ့စိတ်ထဲမှာရှိတဲ့မွေးရပါပိစရိနဲ့လူမှုအတိုင်းဝိုင်းရဲ့လွှမ်းမိုးမှုတွေကိုလေ့လာထားတဲ့စာရေးဆရာတစ်ယောက်ပါ တကျွန်ုပ်တို့၏စိတ်များသည်အယောင်ချေစာအုပ်များဖြစ်ကြသည်လူတွေရဲ့စိတ်ဟာဗလာချင်းနဲ့ဆောင်ရွက်မဟုတ်ပါဘူးမွေးရပါစိတ်ရဲ့ပုံစံတွေနဲ့အယောင်ချေရတဲ့စာအုပ်နဲ့တူပါတယ်လူဖွဲ့စည်းတွေဟာမတူကွဲပြားကြပေမဲ့အဲ့ဒီကွဲပြားမှုတွေဟာအကန့်အသတ်ရှိပြီးကြပန်းမဖြစ်ပါဘူးအဲ့ဒီအစားလူတွေအားလုံးမှာတူညီတဲ့မှုတွေရှိပါတယ်လူတွေဟာအသက်ကြီးတဲ့ယောက်ျားတွေကိုပိုပြီးစိတ်ဝင်စားကြတယ်လို့မိန်းမတွေကလည်းအသက်ကြီးတဲ့ယောက်ျားတွေကိုပိုစိတ်ဝင်စားကြပါတယ် ဒီပြုမူဟာယဉ်ကျေးမှုအရမဟုတ်ပဲဇီဝဗေဒဆိုင်ရာကွာခြားမှုတွေကြောင့်ဖြစ်ပါလေ။ယောက်ျားတွေဟာကလေးမွေးနိုင်စွမ်းရှိတဲ့ငယ်ရွယ်တဲ့မိန်းမတွေကိုရှာဖွေကြပြီးမိန်းမတွေကတော့အရင်မြင့်နဲ့ဂုံတိတ်ခါရှိတဲ့အတကြီးတဲ့ယောက်ျားတွေကိုရှာဖွေကြပါလေ။တီဝီလူမျိုးစုမှာဆိုရင်ငယ်ရွယ်တဲ့ယောက်ျားလေးတွေဟာအသက်ကြီးတဲ့မိန်းမတွေကိုလက်ထပ်ကြပါလေ။ဒါပေမဲ့ဒီပြုမူဟာယောက်ျားလေးတွေဟာမိန်းမငယ်တွေကိုမကြိုက်လို့မဟုတ်ပါဘူး။ အဲ့ဒီလူအဖွဲ့အစည်းမှာအသက်ကြီးတဲ့ယောက်ျားတွေကကလေးမှုနိုင်တဲ့မိန်းမတွေကိုချုပ်ကင်ထားတဲ့အတွက်ငယ်ရွယ်တဲ့ယောက်ျားလေးတွေဟာဂုဏ်သိက္ခာရရှိဖို့နဲ့နောက်ပိုင်းမှာငယ်ရွယ်တဲ့မိန်းမတွေကိုရယူနိုင်ဖို့အတွက်အသက်ကြီးတဲ့မူဆိုးမတွေကိုလက်ထပ်ကြရပါတယ်။နှစ်ကျွန်ုပ်တို့သည်အထူးပြုထားသောကိုပိုင်စိတ်များ၏ confederation တစ်ခုဖြစ်သည်။ကျွန်ုပ်တို့ရဲ့အုံနောက်ထဲမှာမတူညီတဲ့ကိုပိုင်စိတ်တွေအများကြီးရှိပါတယ်။ဒီစိတ်တွေဟာပြည်ထနာတွေကိုဖြည့်ရှင်ဖို့အတွက်အထူးပြုလုပ်ထားပါတယ်။ တခါတလေမှာဒီစိတ်တွေဟာသဘောမတူညီကြပါဘူး။ဒါကြောင့်ကျွန်ုပ်တို့ရဲ့ပြုမှုတွေဟာမကန့်ညီတာတွေဖြစ်တတ်ပါတယ်။ကျွန်ုပ်တို့မှာအဓိကကိုယ်ပိုင်စိတ်ခုနှစ်မျိုးရှိပါတယ်။အဲ့ဓာတွေကတော့အတင်းသားစိတ်အောင်မြင်လိုစိတ်ညဆောင်စိတ်ဆွဲလန်းစိတ်အပျော်ပါလိုက်စားစိတ်အိမ်အောင်ရှင်စိတ်နဲ့မိဘစိတ်တွေပဲဖြစ်ပါတယ်အချိန်တစ်ခုမှာစိတ်တစ်ခုလည်းကသာဥဆောင်နိုင်ပါတယ်ဒါပေမဲ့ကြံတဲ့စိတ်တွေကနောက်ခံမှာအမြဲတမ်းအဆင်သင့်ရှိနေပါတယ်ဒါကြောင့်ကျုပ်တို့ရဲ့ဥစားပေးတွေနဲ့အပြုမူတွေဟာအခြေအနေပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်ဥပမာဥယောပခီးတစ်ခုမှာမိဘစိတ်အိမ်တော်ရှင်စိတ်နဲ့အတင်းသားစိတ်တွေဟာတယောက်နဲ့တယောက်အပြိုင်နေနိုင်ပါတယ်တုံးကျွန်ုပ်တို့၏အာယုံများနှင့်မှတ်ဉဏ်များသည်လက်ရှိလှုပ်ဆောင်မှုများကြောင့်လှည့်စားခံရသည်ကျွန်ုပ်တို့ရဲ့အုံနောက်ဟာဖြစ်ပျက်နေတဲ့အရာတွေကိုမှတ်တမ်းတင်နေစမဟုတ်ပါဘူးအရေးကြီးတဲ့အချက်လက်တွေကိုရွေးချယ်ပြီးမှတ်သားထားပါတယ်ဒါကြောင့်ကျွန်ုပ်တို့ရဲ့အာယုံနဲ့မှတ်ဉဏ်တွေဟာဇီဝရှင်တန်ရည်တည်ရည်နဲ့ မျိုးဆက်ပြန့်ပွားရေးအတွက်အရေးပါတဲ့အချက်လက်တွေကိုဦးစားပေးဖို့အတွက်ဖန်တီးထားတာဖြစ်ပါတယ်။ယောက်ျားတွေဟာလူအုပ်ထဲမှာလှပ်ပါတဲ့မိန်းမတွေကိုအာရုံစိုက်ကြပါတယ်။ဒါကြောင့်မိန်းမတွေရဲ့အရေးအတွက်ကိုပိုပြီးအထင်ကြီးတက်ကြပါတယ်။ကိုကိုကိုကာကွယ်လိုတဲ့စိတ်ရှိရင်ယောက်ျားတွေဟာဒေါသထွက်နေတဲ့ယောက်ျားတွေကိုမြင်လာနဲ့အနည်းရလို့ထင်တတ်ကြပါတယ်။အချစ်ရေးမှာယောက်ျားတွေဟာအခွင့်အရေးတွေကိုလက်လွတ်ဆုံးရှုံးသွားတာကိုနောင်တော့ရတတ်ကြပြီးမိန်းမတွေကတော့မှားယွင်းတဲ့ရွေးချယ်မှုတွေကိုနောင်တော့ရတတ်ကြပါတယ်။ ဒီလိုလှည့်စားမှုတွေဟာချိုးရင်းချက်မဟုတ်ပါဘူး။ဒါပေမဲ့ရှင်သန်ရက်တည်နိုင်မှုအတွက်လိုအပ်တဲ့အရာတွေပါ။ဥပမာချစ်ရတဲ့သူတယောက်ရဲ့တည်ဆုံးမှုလိုမျိုးစိတ်ထိခိုက်စရာဖြစ်ပျက်တခုကိုပြန်မြင်အောင်လာတဲ့အခါရှင်သန်မှုအတွက်အရေးကြီးတဲ့အချက်လက်တွေကိုကျွန်ုပ်တို့ရဲ့စိတ်ထဲမှာအမြဲတမ်းဆွေးနွေးစီပါလေ။လေးမိတ်လိုက်နီးပြူဟာများတွင်လိန်ခွဲပြမှုသည် မတူခွဲပြသောအပြုမှုများကိုမောင်းနှင်သည်မိဘတွေရဲ့ယင်းနှမြုံနှံမှုတွေမတူညီတဲ့အတွက်ယောက်ျားနဲ့မိန်းမတွေရဲ့အပြုမှုတွေမတူညီကြပါဘူး ်သားသမီးတွေအတွက်ပိုပြီးရင်းနှီးမြှုပ်နှံတဲ့လိမ်များသောအဖြစ်မိမတွေဟာမိလိုက်ဖို့တွေကိုရွေးချယ်တဲ့နေရာမှာပိုပြီး view ဆိုက်ကြပါတယ်။ကျန်တဲ့လိမ်များသောအဖြစ်ယောက်ျားတွေကတော့မိလိုက်ဖို့ရဖို့အတွက်ပိုပြီးပြန်ဆိုင်ကြပါတယ်။ယောက်ျားတွေဟာလူတက်မှုတွေကိုပိုပြီးကျူးလွန်တက်ကြပါတယ်။အကြောင်းရင်းကတော့သူတို့ရဲ့ဂုဏ်သိက္ခာကိုစိန်ခေါ်တာတွေကိုလက်မခံနိုင်လို့ပါ။ဒီရလိုတဲ့အပြုအမူဟာတမိုင်းကြောင်းအရာ မိလိုက်ဖို့တွေကိုပိုပြီးရရှိနိုင်တဲ့အခြေအနေကိုပြသတာဖြစ်ပါတယ် ဒါပေမဲ့ယောက်ျားရည်ရဲ့ရန်လိုမှုဟာအမြဲတမ်းမပြောင်းလဲပါဘူးအသက်20ဝန်းကျင်မှာပြင်ဆိုင်မှုတွေများလာတဲ့အခါပိုပြီးရန်လိုလာကြပြီးအိမ်တော်ကြပြီးမိဘဖြစ်လာတဲ့အခါမှာတော့ယောနေတော့ပါတယ်ယောက်ျားရည်ဟာမိမရည်ကိုဆွဲဆောင်မှုအတွက်အဖိုးတန်တဲ့အရာတွေကိုပြသကြပါတယ်ဥပမာ တောင်းရဲ့အမီတိုးထီးရဲ့ခေါင်းတိုက်မှုဒါမှမဟုတ်ယောက်ျားတစ်ယောက်ရဲ့ပေါ်ရှာကရေးရာ GT ကားတွေဟာသူတို့ရဲ့မျိုးရိုးပြီးစကောင်းမှုကြောင့်အရင်မြစ်တွေကိုထိမ့်သိမ်းထားနိုင်ကြောင်းပြသတာဖြစ်ပါတယ် ယောက်ျားတွေဟာမိလိုက်ဖို့စိတ်အားထက်သန်နေတဲ့အခါဒီပြုမှုတွေကိုပိုပြီးလှုပ်ဆောင်ကြပါတယ်။ငါပတ်လိုက်မှုနဲ့ပြင်ပအုပ်စုမုံတိမှုသည်လက်ရောညီထွေရှိသောချင်းချောက်မှုများမှပေါက်ဖွာလာသည်။ပတ်လိုက်မှုဆိုတာအစိုးမြင်စိတ်တစ်ခုလည်းမဟုတ်ပါဘူး။တိချာချင်းချောက်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့မတူညီတဲ့စိတ်တွေစုစည်းထားတာပါကျွန်တော်တို့ရဲ့စိတ်တွေဟာပြင်ပအုပ်စုဝင်တွေကိုတတိထားဖို့အတွက်ဖန်တီးထားပါတယ်ဘာလို့လဲဆိုတော့သူတို့တွေဟာယောဂဗျာတွေ ိုထီလက်ရောက်အနေရတွေဒါမှမဟုတ်အရင်မြင့်ပြဆိုင်မှုတွေနဲ့ပိုပြီးဆက်ဆက်နေလို့ပါရုပ်ပိုင်းဆိုင်ရာချင်းချောက်မှုကိုကြောက်ရွံ့တဲ့အခါဒေါသထွက်နေတဲ့ပြင်ပအုပ်စုယောက်ျားတွေကိုမြင်ရင်ပိုပြီးမြ мян နဲ့တိတိကျကျမမှီနိုင်ပါနဲ့ယောဂါတွေကိုရှောင်ရှားခြင်းတဲ့အခါမှာမရင်နှီးတဲ့အုပ်စုတွေကိုပိုပြီးမုန်တီးလာပါတယ်အထူးသဖြင့်ကိုဝင်ဆောင်မိန်းမတွေဟာပထမသုံးလပတ်မှာယောဂဗျာတွေကိုခံနိုင်ရင်နေတဲ့အခါပိုပြီးမုန်တီးလာတတ်ကြပါတယ်လူမျိုးရေးပတ်လိုက်မှုဟာမျိုးရိုးဗီဇကြောင့်ဖြစ်တာမဟုတ်ပါဘူး ဘာလို့လဲဆိုတော့ရှေးတုန်းကလူတွေဟာမတူညီတဲ့လူမျိုးတွေကိုတိတ်မတွေ့ခဲ့ကြလို့ပါ။ဒါကြောင့်အုံနောက်ရဲ့မဟာမိတ်စနစ်တွေဟာအုပ်စုဝင်ဖြစ်မှုအပေါ်အခြေခံပြီးခွဲခြားသတ်မှတ်ဖို့အတွက်ဖန်တီးထားတာပါ။လူတွေကိုအုပ်စုဖွဲ့တဲ့အခါလူမျိုးရေးခွဲခြားမှုတွေဟာပျောက်ကွယ်သွားနိုင်ပါတယ်။ဥပမာအာကစားအသင်းတစ်ခုမှာ လူတွေကိုစူးစီးလိုက်တဲ့အခါလူမျိုးရေးခွဲခြားမှုတွေဟာတိတ်မရှိတော့ပါဘူး။၆ပုံမှုမြင့်မာသောလူရည်ရများသည့်မျိုးပေါ်ချင်းတွင်နှဆိုင်စွာအမြင့်တွင်နေတတ်သည် လူတွေရဲ့ဖန်တီးနိုင်စွမ်းဟာမျိုးပွားခြင်းနဲ့ဆက်ဆက်နေပါတယ်။ပကြီးဆရာပေါပလိုဘီကာဆိုရဲ့ဖန်တီးမှုဒါမှမဟုတ်ကပြားဆရာရဲ့စကလုံးတွေဟာမိလိုက်ဖို့ကိုဆွဲဆောင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ယောက်ျားတွေဟာမိမတွေကိုဆွဲဆောင်ဖို့အတွက်ပိုပြီးတီထွင်ဖန်တီးကြပြီးမတူညီတဲ့အမြင်တွေကိုထုတ်ဖော်ပြောဆိုကြပါတယ်။ဒီအပြုအမူဟာညံရီထက်မြက်ပြီးမျိုးရိုးဗီဇာကောင်းမွန်ကြောင်းပြသဖြစ်ပါတယ်။ပီကာဆိုရဲ့ဖန်တီးမှုတွေဟာငယ်ရွယ်တဲ့ဇနီးမယားအစ်စ်တွေရရှိတဲ့အချိန်နဲ့တိုက်ဆိုင်နေတတ်ပါတယ်။ ယောက်ျားတွေဟာချစ်တင်းနှုတ်ဖို့ဆရာထက်တန်နေတဲ့အခါပစ္စည်းတွေကိုဝယ်ယူရာတွင်ပိုပြီးသုံးဆွဲကြပါတယ်။မိမတွေရှိတဲ့အခါယောက်ျားတွေဟာသူရဲ့ကောင်းဆန်ဆန်ပြုမှုကိုပိုပြီးဖြစ်နိုင်ပါတယ်။မိမတွေရဲ့ဖန်တီးနိုင်စွမ်းဟာမိလိုက်ဖို့ကိုဆွဲဆောင်မှုအတွက်တိတ်ပြီးသုံးမဝင်ပါဘူး။သူတို့ဟာရေရှည်ဆက်ဆံရေးမှာရှိနေတဲ့အခါဖန်တီးနိုင်စွမ်းကမြင့်တက်လာတတ်ပါတယ်။ဒါကမိလိုက်ဖို့ကိုထိမ့်သိမ်းမှုဒါမှမဟုတ်မိဘရဲ့တာဝန်တွေကိုထမ်းဆောင်မှုအတွက်အထောက်အကူဖြစ်စေနိုင်ပါတယ်။ ခုနှစ်ဘာသာရေးတွင်ပါဝင်ခြင်းသည်မျိုးဝါးရေးပြူဟာတစ်ခုဖြစ်နိုင်သည်ဘာသာရေးကိုင်းဆိုင်မှုဟာလိမ့်နဲ့မိသားစုတမိုးတွေနဲ့ဆက်ဆက်နေပါတယ်ဘာသာရေးအဖွဲ့အစည်းတွေဟာအိမ်တော်ရေးဖောက်ပြန်တာကိုစန့်ကျင်ပြီးလိမ့်ဆက်ဆန်တာကိုရှောင်ကျင်ကြပါတယ်ဒါအပြင်မိသားစုကိုဦးစားပေးတဲ့ဘဝပုံစံတွေကိုအားပေးကြပါတယ်လူတွေရဲ့ဘာသာရေးကိုင်းဆိုင်မှုဟာသူတို့ရဲ့လိမ့်နဲ့မျိုးဝါးရေးရည်မှန်းချက်တွေကြောင့်ဖြစ်နိုင်ပါတယ်အိမ်တော်တစ်ခုတည်းကိုထိမ့်သိမ့်မှုနဲ့ မိသားစုကြီးကြီးမားမားကိုတီထောင်ဖို့အတွက်ဘာသာရေးအဖွဲ့အစည်းတွေကအထောက်ပံ့ပေးပါတယ်။မတူညီတဲ့ဖြူဟာတွေကိုလိုက်နာတဲ့သူတွေဥပမာပညာရေးအတွက်အိမ်တော်ပြုတာကိုနောက်ဆုတ်တာ။အိမ်တော်မပြုခင်လိမ်ဆက်ဆန္ဒဟာဘာသာရေးအဖွဲ့အစည်းတွေနဲ့ဝေးကွာသွားနိုင်ပါတယ်။ပတ်ဝန်းကျင်အခြေအနေတွေဟာဘာသာရေးကိုင်ဆိုင်မှုကိုလွှမ်းမိုးနိုင်ပါတယ်။ယောက်ျားရောမိန်းမပါစန့်ကျင်ဘက်လည်းရဲဆွဲဆောင်မှုရှိတဲ့မိလိုက်ပြန်ဘက်တွေကိုမြင်တဲ့အခါဖျားသခင်ကိုပို့ပြီးယုံကြည်လာကြပါတယ်။ မိတ်လိုက်ဖို့အခွင့်အလမ်းတွေနေပါလာတဲ့အခါဒါမှမဟုတ်ပြိုင်ဆိုင်မှုတွေများလာတဲ့အခါလူတွေဟာအိမ်နောက်တစ်ခုတည်းကိုထောက်ခံတဲ့ဘာသာရေးမှုပေါင်းတွေစီကိုဆွဲဆောင်ခံရနိုင်ပါတယ်။ရှင်မယုတ်တည်တန်သောစီးပွားရေးရွေးချယ်မှုများသည်နက်နက်ရှိုင်းရှိုင်းဆင်ကျင်တရားဖြစ်သည်။ကျွန်ုပ်တို့ရဲ့ရွေးချယ်မှုတွေဟာချက်ချင်းစုလက်ကိုရယူဖို့ထက်ရေရှည်မျိုးရိုးဗီဇအောင်မြင်မှုကိုအမြင့်ဆုံးရရှိအောင်လှုံ့ဆော်ဖို့အတွက်ဖန်တီးထားပုံရပါတယ်။ ကျွန်တော်တို့ရဲ့စီးပွားရေးဆုံးဖြတ်ချက်တွေဟာမျိုးရိုးဗီဇာနဲ့လည်းသက်ဆိုင်ပါတယ်။တာသမီတွေအတွက်ငွေမြောက်များတုံးဆွဲတာဟာကိုကိုကိုပဲကြည့်ရင်မစင်ကျင်နိုင်စရာဖြစ်ပေမဲ့မျိုးရိုးဗီဇာရှူတောင်းကကြည့်ရင်တာသမီတွေကမိမိတို့ရဲ့မျိုးရိုးဗီဇာတွေကိုထပ်တူပွားပေးနိုင်တဲ့အတွက်စင်ကျင်တုတ်တရားနဲ့ညီညွတ်ပါတယ်။ကျွန်တော်တို့ရဲ့စီးပွားရေးဆိုင်ရာစိတ်တွေဟာကျွန်တော်တို့ရဲ့ဘဝအခြေအနေနဲ့လက်ရှိစိတ်အခြေအနေပေါ်မူတည်ပြီးမတူညီတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ကြပါတယ်။အရင်းမြစ်တွေကိုခန္ဓာကိုယ်တိဆောက်ဖို့ မိလိုက်ဖော်ရှာဖို့နဲ့တာသမီတွေကိုပြုစုပြောင်းထောင်ဖို့အတွက်အသုံးပြုကြပါတယ်။အကန့်အသတ်ရှိတဲ့ဘတ်ဂျက်ရှိရင်တောင်ယောက်ျားတွေဟာဆွဲဆောင်မှုရှိတဲ့မိလိုက်ဖော်တွေကိုဦးစားပေးကြပြီးမိန်းမတွေကတော့ချမ်းသာတဲ့ဒါမှမဟုတ်ဂုဏ်သိက္ခာရှိတဲ့မိလိုက်ဖော်တွေကိုဦးစားပေးကြပါတယ်။ဆုံရှုံမှုကိုမလိုလားတဲ့စိတ်ဟာပြောင်းလဲနိုင်ပါတယ်။ဆုံရှုံမှုဟာရရှိမှုထက်ပိုပြီးဆိုးတယ်လို့ခံစားရတယ်ဆိုတာရေဘူးရအဖြစ်မှန်ပေမဲ့မိလိုက်လိုတဲ့ဆန္ဒရှိတဲ့အခါယောက်ျားတွေအတွက်ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။ အဲ့ဒီလိုအခြေအနေမှာယောက်ျားတွေဟာအနေရကိုပိုးပြီးရှာဖွေကြပြီးပြိုင်ဘက်တွေကိုအနိုင်ယူဖို့အတွက်အကျိုးမြတ်တွေကိုအာရုံစိုက်ကြပါတယ်။ကိုရိုးရှင်းသောတဦးချင်းစီဘက်လိုက်မှုများသည်ရှုပ်ထွေးသောလူအဖွဲ့အစည်းများအဖြစ်ကိုယ်တိုင်ဖွဲ့စည်းကြသည်။လူတဦးချင်းစီရဲ့အုံနောက်တွေဟာရိုးရှင်းပြီးကိုကျိုးရှာတဲ့ဆုံးဖြတ်ချက်တွေနဲ့ပြည့်နှက်နေပေမဲ့ရင်ကျေးမှုစံနှုန်းတွေစီးပွားရေးဈေးကွက်တွေနဲ့လူမှုအဖွဲ့အစည်းတိစောက်ပုံတွေဟာသူ့လူလူပေါ်ပေါက်လာပါတယ်။ လူအဖွဲ့အစည်းကိုကြီးကြပ်ကုကဲနေတဲ့အကိုကြီးဆိုတာမရှိပါဘူးဒါပေမဲ့လူတဦးချင်းစီရဲ့အပြန်အလှန်ဆက်ဆံမှုတွေကနေပေါ်ပေါက်လာတာဖြစ်ပါတယ်လူမှုဘဝဟာအပြန်အလှန်ကျိုးသက်ရောက်မှုတွေနဲ့ပြည့်နှက်နေပါတယ်ကျုံတို့ရဲ့လှုပ်ဆောင်မှုတွေဟာအခြားသူတွေကိုလွှမ်းမိုးပြီးသူတို့ကလည်းကျုံတို့ကိုလွှမ်းမိုးပါတယ်ဒီအပြန်အလှန်ကျိုးသက်ရောက်မှုဟာဂျပန်ဖြစ်နေရင်တောင်အချိန်ကြာလာတာနဲ့အမျှခံမနိုင်တဲ့ပုံစံတွေဖြစ်တည်ငြိမ်သွားတတ်ပါတယ် ဥပမာရက်ွက်တစ်ခုရဲ့အကြောင်းခုံပေါ်သဘောထားဟာအများစုနဲ့လိုက်ရောညီထွေဖြစ်အောင်လုပ်ပါဆိုတဲ့ရိုးရှင်းတဲ့မူဝါဒပေါ်အခြေခံပြီးသဘောတူညီချက်တစ်ခုကိုအမြန်ရရှိနိုင်ပါတယ်လူတဦးချင်းစီရဲ့မတူညီတဲ့ပတ်လိုက်မှုတွေနဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေဟာပေါ်ပေါက်လာတဲ့လူမှုပုံစံတွေကိုပြောင်းလဲစေနိုင်ပါတယ်ခိုင်မာတဲ့အမြင်ရှိတဲ့လူအနေငယ်ဟာအုပ်စုတစ်ခုရဲ့သဘောတူညီချက်ကိုလုံးဝပြောင်းလဲပစ်နိုင်ပါတယ်တစ်ဆယ်ဘဝ၏အတိတ်ပဲသည်ကျွန်ုပ်တို့၏လူမှုဆက်ဆံရေးတွင်တည်ရှိသည့် လူတွေဟာမနက်ကနေရအထိပျော်ရွှင်မှုကိုရှာဖွေဖို့အတွက်ဖန်တီးထားတာမဟုတ်ပါဘူး။ဒါပေမဲ့အခြားလူတွေနဲ့တူပတ်မိုးကူညီတဲ့ကိုယ်ရည်ထဲမှာချိတ်ဆက်ဖို့အတွက်ဖန်တီးထားတာပါ။မျိုးရိုးဗီဇာရှူတောင်းကကြည့်ရင်ဘဝရဲ့အတိတ်ပဲဟာတကူကောင်းဆန်တဲ့ပျော်ရွှင်မှုတစ်ခုလည်းမဟုတ်ပါဘူး။ဒါပေမဲ့လူမှုဆက်ဆံရေးနဲ့မျိုးရိုးဗီဇာအောင်မြင်စွာပြန်ပွားနိုင်မှုလို့လည်းဆက်ဆက်နေပါတယ်။ကျွန်ုပ်တို့ရဲ့အုံနောက်တွေဟာဒီလူမှုကွန်ရက်ကိုအထောက်ပံ့ပေးခြင်းကနေကျေနပ်မှုကိုရရှိအောင်ဖန်တီးထားပါတယ်။အခြားသူတွေအတွက် ငွေသုံးဆွဲတဲ့ဒါမှမဟုတ်ရရောတဲ့အပြုမူတွေကိုလှုပ်ဆောင်တဲ့လူတွေဟာကိုကိုကိုပဲအာယုံစိုက်တဲ့သူတွေထက်ပိုပြီးပြိုရှင်ကြပါလေအပေးယူမြရဲဆိုတာဟာကျုံတို့ရဲ့လူမှုဆက်ဆံရေးနဲ့တက်ဆိုင်တဲ့အရာတစ်ခုပါအတိတ်ပဲရှိဆုံးဘဝဆိုတာမိသားစုနဲ့တငယ်ချင်းတွေရဲ့ပံ့ပိုးမှုအောက်မှာနက်နက်ဆိုင်ဆိုင်တည်ရှိနေတဲ့ဘဝဖြစ်ပါလေဒီစာအုပ်ကနေရရှိတဲ့သင်ခန်းစာတွေကတော့လူတွေဟာမွေးရပါပြီစတွေနဲ့လူမှုအတိုင်းဝိုင်းရဲ့လွှမ်းမိုးမှုတွေကြောင့်ပြုမှုကြရတဲ့ဆိုတာပါပဲ လူမှုဆက်ဆံရေးကောင်းမွန်ခြင်းနဲ့အခြားသူတွေကိုကူညီခြင်းဟာဘဝရဲ့အတိတ်ပဲကိုရှာဖွေရမှာအရေးကြီးပါတယ်။မိษွေတို့လည်းဒီစာအုပ်ကိုဖတ်ပြီးလူပြုမှုနဲ့ပတ်သက်တဲ့အတွေးအမြင်တွေကိုရယူနိုင်ကြပါစေ။